သမီးဖြစ်သူဖွေဖွေကရှုပ်တယ်ဆိုတဲ့ဇာတ်ကားကိုသုံးလုံးခဲ့တဲ့ဝန်ထမ်းအပေါ်မှာပိုးချဖြူခင်ရဲ့ခင်မွန်ဖြစ်သူအကိုထွန်းကကိုထွေးလက်ရောက်ထိုးကျိတ်ခဲ့တဲ့အပြင်အလောက်ကနေလည်းချက်ချင်းထုတ်ပြခဲ့တာကြောင့်လုံးဝမကြည်နဲ့ကြောင်းကိုပြောပြလာခဲ့တဲ့ယရနာ PK ထွန်းဆိုင်မှလောက်ခဲ့သူဝန်ထမ်းအမျိုးသားကောင်းလေးမင်္ဂလာပါပရိသတ်ကြီးရှင်အနည်းကစက်တင်ဘာလ26ရက်နေ့ကယတနာ PK ထွန်းစိန်ဆိုင်မှာအလုံလုံနေရာကနေပြဿနာဖြစ်ပြီးတော့အလုံထွက်လာခဲ့ရသူဝန်ထမ်းအမျိုးသားကော သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖြစ်စဉ်အသေးစိတ်ကိုပြောပြလာခဲ့ပြီးငွေရှိကုန်ရှိတယ်ဟုဆိုကကိုတိလက်ရောက်ထိုးချိတ်ခဲ့တဲ့အပြင်မိသားစုကိုပါချင်းချောက်ခဲ့တာကြောင့်ပိုးချပြုခင်ရဲ့ယောက်ျားဖြစ်သူ အကိုထွန်းကို လုံးဝမကြည်နဲ့ကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့စိုင်းဝန်းနှန်းကောင်လေးဟာလုပ်ငန်းနဲ့ပတ်သက်တဲ့ TikTok ဗီဒီယိုရိုက်ကူးနေစဉ်အကိုထွန်းရဲ့တမိအလက်ဖြစ်သူဖွေးဖွေးကအရှိကနေ ဝင်ရှုံနေတာကြောင့်ဝင်မရှုံနဲ့ဆိုပြီးတော့ပြောခဲ့ရာကနေပြဿနာတက်ခဲ့တာလည်းဖြစ်ပါတယ်။ ဆိုပါ TikTok ဗီဒီယိုရိုက်ကူးနေစဉ်ဖွဖွေးကရှေးကနေခဏခဏဖျက်ရှောက်ခဲ့တာကြောင့်ဗီဒီယိုထဲမှာပါသွားခဲ့တာဖြစ်ပြီးအဆိုပါဗီဒီယိုကို TikTok ပေါ်မှာတင်ခဲ့တဲ့အပေါ်ဆိုင်ရှင်ဖြစ်သူဘိုးကြာဖြူခင်ကသားသမီးတွေပါတဲ့ဗီဒီယိုကိုလုပ်ငန်း page မှာတင်လို့မရကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်အဆိုပါဝန်ထမ်းကောင်လေးကသူ့ကိုအခုလိုပြောခဲ့တဲ့အပေါ်မကျေနပ်ဘူးဆိုတဲ့အကြောင်းဆိုင်ထဲမှာလိုက်ပြောရာကနေအကိုထွန်းကတီသွားခဲ့ပြီး ဖွေးဖွေးကလိုက်ရှုပ်နေတယ်ဆိုတဲ့စကားအပေါ်မှာမကြည်နဲ့တာကြောင့်အစိုးပါဝန်ထမ်းကိုထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝန်ထမ်းကောင်လေးကတော့လုံးဝကြည်နဲ့မှာမဟုတ်ဘူးလို့ပြောကြားထားတာလည်းဖြစ်ပါတယ်။ဝန်ထမ်းတယောက်ကိုလက်ပါတာပါနော်ကျွန်တော်ထိုးတာပါနော်ကျွန်တော်တို့ထိုးတာလုံးဝမကြည်နဲ့ပါဘူး။ယဒနာပီကေတုံးစိန်ဆိုင်ပိုင်ရှင်အကိုထုံးလုံးကကျွန်တော်တို့ထိုးတာပါကျွန်တော်တို့ထိုးပြီးဇုတိမောင်းချပါတယ်နော်ဇုတိဆွဲအတင်းတွေကိုပဲထွက်တော့ထွက်တော့ငါတို့မှသာမင်းဆက်ကွက်မမြင်ချင်ဘူးဇုတိပြောပါတယ်နော်ကျွန်တော်တို့လုံးဝထိုးတာပါလုံးဝမကြည်နဲ့ပါဘူးအဲ့ဒါ ပြီးတော့ကျွန်တော်ကလည်းကျွန်တော်မိသားစုလည်းချင်းချောက်ပါတယ်မိမိသားစုကြီးရောမင်းကိုဘယ်လိုလုပ်ပြီးလို့ရတယ်ဆိုကျွန်တော်ချင်းချောက်ပါတယ်နော်ကျွန်တော်လုံးဝချင်းချောက်ပါတယ်ဒီမှာနော်ဒီ TikTok ပါနော်ဒီ TikTok ကိုကျွန်တော်က hotspot စားတဲ့ hotspot စားသွားတဲ့နေ့ညနေပေါ့နော်ညနေကျွန်တော်တို့အလုပ်ကြီးအလုပ်ပြီးသွားပြီအလုပ်ပြီးသွားကျွန်တော် hotspot စားသွားမယ်ဆိုတော့အပြင်ဝစားလဲလဲပြီးကျွန်တော် TikTok ရိုက်နေတာရိုက်နေတာကမှဖွေးဖွေးရနေပြီးတော့ရှေ့ရနေလိုက်ရှုပ်တာရှုပ်တာကျွန်တော်ဖွေးဖွေးမရှုပ်နဲ့ရှေ့ရနေဖဲ့ပေးလို့ပြောတာမရဘူးကျွန်တော်၃လေးခေါက်ရလေ၃လေးခေါက်တော့ तू က ရှိရနေလိုက်လျှောက်တာရှုပ်ရှုပ်ရိုက်ရိုက်ပြီးတုံးမှုရိုက်ပြီးတော့ကျွန်တော်ကသွားကြမယ်ဆိုသွားလိုက်တာတော့ကြာအဲ့တုံးမှုကြံနေအဲ့တုံးမှုတော့မှတူပါနေပါတော့ကြာကျွန်တော်အဲ့ဟာလေးကိုတင်လိုက်တာတင်လဲတင်ပြီးတော့အမမြင်သွားတဲ့အချိန်မှာမပိုးစာယူခဲ့ရင်ဒါလေးကိုမြင်သွားတဲ့အချိန်မှာမြင်လဲမြင်သွားတော့အဲပြည့်ရဲ့စိုင်ပြည့်ရဲ့ messenger မှာကျွန်တော်ကိုလာပြောတာအဲဒီဝန်ထမ်းနေနဲ့ကလေးနေနဲ့ passenger နဲ့ကောက်မှာတင်ခွင့်မရှိဘူးလို့လာပြောတယ်ပြောတော့ပြောကျွန်တော်ကအဲ့အဲ့ဒါကိုဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောလိုက်တယ်အမကိုပြောလိုက်ပြောပြီးတော့ကျွန်တော်ကအဲစိုင်ထဲမှာပြောတာပေါ့အဲကိုလည်းမဟုတ်ဘဲနဲ့ကိုလည်းဘာမှမလုပ်ရဘဲနဲ့ပေါ့နော် ကိုလည်းဘာမှမလုပ်ရဘဲနဲ့အဲ तू ကလာရှုပ်တဲ့ဟာကိုအဲကိုပြောခံရလုံးဝမတန်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အဲ့လိုပြောတာပြောလဲပြောပြောဒီနေ့ကျတော့ကိုတို့လုံးရမင်းကလည်းအဲ့လိုမျိုးပြောရလားမင်းကငါသမီးကိုအဲ့လိုမျိုးပြောရတယ်မင်းကဘာကောင်လို့ဘာဖြစ်တယ်ညာဖြစ်တယ်လဲကျွန်တော်လာပြောတာပြောလဲပြောဟုတ်တယ်လို့ကျွန်တော်ကလို့တစ်တော့တစ်တော့ရိုက်နေအောင် तू ကလာရှုပ်တာလို့အဲ့ဆိုရင်မင်းကလည်းမပိုင်ဟာတင့်လေတဲ့မပိုင်ဟာတင်ကျွန်တော်သုံးဖို့လုပ်ရထားသုံးဖို့လုံးပါနေရရမ်းမဲတင့်လိုက်တာလို့အဲ့လိုပြောတာပြောလဲပြော तू ကကျွန်တော်နောက်ကိုကတ်လာပြီမင်းကဘာကောင်မလို့လဲကျွန်တော်ကိုခုံးလို့လောက်တာအဲ့နဲ့ကျွန်တော်မထိုးနဲ့တော့ကျွန်တော်ထိုးကြမလို့ထိုးရထိုးကြည့်လို့ပြောတာအဲ့တော့ तू ကျွန်တော်ထိုးချလိုက်တာ ကျွန်တော်ဒီနောက်ထုတ်ချလိုက်တာပါနော်ထုတ်လိုက်ထုတ်လိုက်ပြီးပြီးလဲပြောမင်းဘာလို့မှသာမင်းစောက်ကွက်ကိုမမြင်ချင်ဘူးလဲမင်းနဲ့အခုချက်ချင်းနဲ့စိုင်းနေရထွက်သွားတယ်အဲ့နဲ့အင်းထွက်သွားမယ်လို့ကျွန်တော်လာစာရှင်းပြလို့ပြောပြီးသူကလာစာရှင်းပြရှင်းလဲရှင်းပြပြီးတော့ဘယ်လိုလုပ်လဲဆိုတော့မင်းစောက်ကွက်ကိုမမြင်တော့ဘူးလားဘာလို့မှသာမင်းထွက်လိုက်တော့ပြီးရင်လဲမိမနဲ့ကြိုက်တဲ့နေရာတိုက်တယ်လို့ရှင်းလို့ရတယ်ပြီးလဲပြီးတော့ မိမိသားစုကဒုက္ခပေးလို့ရတယ်သူ့ရဲ့လိမ့်စာကသိရမလားသူ့ဘယ်မှာနေရဘယ်မှာလိမ့်စာရှိတယ်သိရမလားဟုတ်ကဲ့ရရတယ်ကျွန်တော်လိမ့်စာကျွန်တော်ပေးအောင်ပေးခဲ့လိုက်မယ်ကျွန်တော်ဘာမှမှားလို့ထားမလို့ချက်သူလိုလို့လို့ရတယ်အေးမိမိသားစုကဒုက္ခပေးလို့ရတာဖြစ်တယ်ကိုသိလာတယ်မင်းလည်းဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ပြောပြီးတော့မောင်းချလာသူတည်မောင်းချကျွန်တော်တို့ထွက်လာထွက်လာအခုလုံးဝဝန်ထမ်းပြောင်းနေပိုင်ရှင်ကြောင့်လည်းဘလို့ပဲပြဿနာဖြစ်နေပြီကိုထီးလေးရလောက်စားတောင်ချောင်းမှမရှိဘူးကျွန်တော်ကိုထီးလေးရလောက်တာလုံးဝမကျင်နေပါဘူးနော်ကြီးနိုင်ငံချင်းလောက်တာပါဒါလုံးဝ ကြီးနိုင်ငံကြီးလောက်တာပါလုံ့ဝကိုမတရားမှုပါเนาะလုံ့ဝကိုကျွန်တော်လုံ့ဝတင်းညွှတ်ခံနေပါဘူးကျွန်တော်လာတက်သွားလို့ကျွန်တော်တည်သွားခဲ့ရင်တော့ကျွန်တော်ကပျော်နေအောင်ပါเนาะလုံ့ဝကိုမကြည့်နိုင်ပါဘူးเนาะ